မြန်မာတို့ရဲ့အထွတ်မြတ်ထားရာသတင်းကြော်လာပြီးနေမှာ စကိုင်းတိုင်းချောင်းမြို့နယ်ဖုံတိုရွာကိုစစ်တပ်ကပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အယတားအများပြားတိုက်ဆုံခဲ့ရသလိုတိုက်ဆုံခဲ့ရတဲ့အထဲမှာလည်းကလင်းငယ်တွေပါပါဝင်နေတဲ့အတွက်ဒီလိုတိုက်ခိုက်မှုမျိုးကိုလက်မခံကြောင်းပြည်ထောင်နေဩစတြေးလျတပ်ရုံးတွေကရှုံချလိုက်ပါတယ်။ မြန်မာပြည်သူများအပေါ်အကြမ်းဖက်မှုများဆက်လက်ကျူးလွန်နေတဲ့မြန်မာစစ်အစိုးရရဲ့လှုပ်ရွက်ကို UK အစိုးရအနေနဲ့ရှုံချပါရယ်မြန်မာစစ်တပ်အပါအဝင်သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးအားအယက်သားပြည်သူများအထူးသဖြင့်ကလေးငယ်များကိုအကာအကွယ်ပေးဖို့တိုက်တွန်းပါရယ်လို့ပြည်ထောင်စုအကြီးအကဲအန်ဒရူးဂျက်ဆန်ကဆိုထားပါရယ် ။အော်စတြေးလျတန်ယုံကလည်းအကြံဖတ်မှုတွေကိုချက်ချင်းပြတ်တန့်ဖို့လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကို အတားအဆီးမရှိဘေးကင်းစွာပေးနိုင်ဖို့မတရားထိန်းသိမ်းခံထားတဲ့အကျဉ်းသားတွေကိုလွှတ်ပေးဖို့နဲ့အားလုံးပါဝင်တဲ့ဆွေးနွေးမှုတွေကိုလုံဆောင်ဖို့ကိုလည်းတောင်းဆိုခဲ့ပါတယ်။စကိုင်းတိုင်းချောင်းမြို့နယ်ပုံတို့ရွာမှာအော်တိုဘာလ6ရက်နေ့ကဆရာနာရှင်စန့်ကျင်ရေးစီမီတပိတ်ပြုတ်လုံနေတော့မုံရွာနောက်မခါကတက်လာတဲ့ပါရာမော်တာနဲ့ဘုံချဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်တွေအပါအဝင်သေဆုံးသူအယောက်40ထပ်မင်းရှိခဲ့ပါတယ်ရှင်။